ရပိုင်းတွင်ကဘာရွှေဈေးဇက်တိုက်မြင့်တက်လာပြီးနောက်ပြည်ရင်းရွှေဈေးလည်းလိုက်ပါမြင့်တက်လာတယ်လို့ရန်ကုန်မြို့ရှိရွှေပုံသာလန်းရွှေဈေးကွက်စီကသိရပါဗျ။ဒီနေ့အော်တိုဘာလ14ရက်ကဘာရွှေဈေးဖွင့်မှာရွှေတောင်ဆောက်ကိုအမေရိကန်ဒေါ်လာ4162ရှိပြီးပြည်ရင်းအခောက်ရွှေတစ်ကျပ်သားကိုကျပ်85သိန်းရှိတယ်လို့ရွှေဈေးကွက်စီကစုံစမ်းသိရပါဗျ။ကဘာရွှေဈေးဟာအခုတစ်ပတ်ဈေးဖွင့်အော်တိုဘာ13ရက်နေ့မှာ ရွှေတောင်စာကိုအမေရိကန်ဒေါ်လာ4083ဒေါ်လာရှိပြီးတရက်တွင်းဒေါ်လာ100ကျော်ဈေးမြင့်တက်လာက အတက်ကျန်းနေတယ်လို့ကမ္ဘာရွှေစတော့ရောင်းဝယ်သူတူကပြောပါရယ်။ဒါအပြင်ပြည်ရင်းအခောက်ရွှေဈေးဟာအောက်တိုဘာ23ရက်နေ့ကအကယ်ဒမီအခောက်ရွှေစနစ်ဟောင်းတစ်ချက်သားကို83သိန်း2000ရှိပြီးတရက်တွင်း7000သောင်းမြင့်တက်လာတယ်လို့ရန်ကုန်မြို့ရှိရွှေဆိုင်ဒီဇိုင်းစီကစုံစမ်းသိရပါရယ်။ကမ္ဘာဈေးကွက်မှာလည်းငွေကြေးထက်ရွှေကပိုခိုင်မာတော့ရွှေပဲကြိုက်တာများတယ်။ အချိန်ကြီးမျိုးမျိုးဖြစ်နိုင်တယ်ဈေးကွက်ကပုံမှန်မဟုတ်တော့ပြောရခက်တယ်အခုရပိုင်းတော့ကမ္ဘာရွှေဈေးကအတက်ကျန်းနေတယ်လို့ကမ္ဘာရွှေစတော့ရောင်းဝယ်သူတူကဆိုပါတယ်လက်ရှိမှာဆေးကော်မရှင်ကပြင်ပသွင်းကုန်တွေဝင်ရောက်မှုပိတ်ဆို့ထားတာကြောင့်ကုန်သွယ်မှုလျော့နေနေပြီးနိုင်ငံသားငွေလဲဈေးနှုန်းကဈေးအတက်ကျတိတ်မရှိဘူးလို့သိရပါတယ်နိုင်ငံသားငွေလဲဈေးနှုန်းမှာအမေရိကန်ဒေါ်လာကို၄၀၈၀ကျပ်ထိုင်းတစ်ဘက်ကို၁၂၆ကျပ် တရုတ်ယွမ်956ကျပ်ဖြစ်တယ်လို့ငွေကြေးဈေးကွက်တွင်ကစုံစမ်းသိရပါတယ်။စစ်ကောင်မရှင်ထုတ်ပြန်တဲ့ဓာတ်သက်တုရွှေရင်းညွန်းဈေးမှာအခောက်ရွှေတစ်ရက်သား16.3ဂရမ်တက်မဲ့ဈေးနှုန်းကျပ်59,500ဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။